Phuket Vegetarian Festival, 9 Emperor Court Festival, Te Sakan Kinji. တန်းစင်စွာစားတောင့်နေထိုင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ Phuket Vegetarian Festival တသက်လွတ်ပွဲတော်လေးရဆိုရင်ယခုရောက်ရှိနေတဲ့အော်တိုဘား22ရက်နေ့ရက်29ရက်နေ့ထိ9ရက်9ညတိုင်တိုင် Phuket မြို့ပေါ်မှာကျင်းပသွားမှာဖြစ်ပါတယ်။1925ခုနှစ်ကစတင်ခဲ့တဲ့ဒီပွဲတော်လေးရဆိုရင်နှစ်စဉ်တစ်တိုင်းကျင်းပလာခဲ့တာအခုဆိုရင်နှစ်ပေါင်း200ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ 19ရာစုရဲ့ဖူးခတ်မြို့မှာဆိုရင်တရုတ်ကုန်တွေနဲ့မိုက်တူဖော်ရီတို့တမားတွေအများအများလာရောက်နေထိုင်ခဲ့ကြပါတယ်။တရုတ်လူမျိုးတွေဖူးခတ်ကိုရောက်ရှိလာခဲ့ပုံနဲ့ဖူးခတ်အိုတောင်မှာရှိတဲ့ရောင်သူတကားလေးတွေနဲ့ဆိုင်လိုပေါ်တကိအဆောက်အအုံတွေဖြစ်ပေါ်လာပုံကိုလည်းကျွန်တော်ရဲ့အိုတောင်မျိုးဖြစ်ပေါ်လာပုံအကြောင်းဗီဒီယိုမှာတွားရောက်ကြည့်ရှုလို့ရပါတယ်။19ရာစုရဲ့နေ့တနေ့မှာဆိုရင်တရုတ်ဇက်ဖွဲ့တခုဟာဖူးခတ်မြို့ဖျော်ဖြေဖို့အတွက်ရောက်ရှိလာခဲ့ကြပါတယ်။ရောက်ရှိပြီးပြကြခဲ့ပါတယ်သူတို့တွေက ရဖျားမိပြီးဖျားတာခဲ့ကြတဲ့အတွက်ရိုးရယုံကြည်မှုနဲ့ကုသမှုစူးစမ်းခဲ့ကြပါရယ်။အဲ့ဒါကတော့ Nine Emperor Ghost တွေကိုဝပြုစုတောင်းခြင်းတသက်လွတ်စားခြင်းတင်းကျက်တဲ့ဒလိထုံနှံ့တွေပါဝင်တဲ့မိမိကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုတန့်စင်စွာ ပြုမှုနေထိုင်ခြင်းတို့ပဲဖြစ်ပါရယ်။ဒီလိုနဲ့တိတ်မကြခဲ့ပါပဲသူတို့တွေဟာပြန်လည်ကောင်းမွန်လာခဲ့ကြပါရယ်။အဲ့ဒီအချိန်ကစလို့ဒေသခံတွေဟာဒီ Nine Emperor Ghost ဆိုတဲ့ နတ်ဖျားကိုပါကိုစတဲ့ရောက်ရှိလာခဲ့ကြပြီး22တိုင်းနတ်ဖျားတွေကိုကျေးဇူးတရားပြသဖို့ကံကောင်းခြင်းတွေရရှိဖို့နဲ့ကာဗယ်မှုတွေရရှိဖို့အတွက်ဒီပွဲတော်ကိုစတင်ခဲ့ပြီးဒီနေ့ထိ22တိုင်းပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ပွဲတော်တွင်တန့်စင်ခြင်းကိုကုစားပြုဖို့အတွက်အဖြူရောင်ဝင်းများကိုတာဝတ်ဆင်ခြင်းအသားကားနဲ့အရက်တေစာများကိုရှောင်ခြင်းခြင်းမတန်ရှင်းသောအဖြူမှုများကိုမပြုလုပ်ခြင်းခွပြုဆူတောင်းခြင်းတရားထိုင်ခြင်းနဲ့ ကုသိုလ်ကောင်းမှုပြုခြင်းတို့ပြုလုပ်ကြပါတယ်။ဒီလိုပြုပုံနေထိုင်ခြင်းတွေဟာမိမိခန္ဓာကိုယ်နဲ့ဆဲဝဲဉေကိုတန်ဆင်နိုင်ပြီးကောင်းမွန်တဲ့စိတ်ဆွမ်းအင်ကိုရရှိနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဥပမာ အသားငါးများအောင်မစားသုံးတဲ့အခါခန္ဓာကိုယ်ကလည်းအငန်စိုးတွေပထွက်တော့ပဲတန်ဆင်သွားတယ်လို့ယူဆကြတာမျိုးပါ။ When the body is pure, the soul becomes stronger. ခန္ဓာကိုယ်ကတန့်စင်နေရင်စိတ်ဆွမ်းအင်တွေလည်းပုံပုံတမလာမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ဒီပွဲတော်ဟာကိုရက်နဲ့ကိုညတိုင်တိုင်မယုံကြည်နိုင်စရာမြင်ကွင်းတွေအတန်တွေနဲ့ပြည့်နှက်လို့နေပါတယ်။အဲ့ဒါတွေကတော့နံပါတ်1 Marson The Secret Media ပွဲတော်ရဲ့ဆဲလို့ရှားတဲ့အကောင်းဆုံးအပိုင်းတစ်ခုကတော့ Marson ထွက်ပေါ်လာတာပါ။နတ်ဖေအားတွေကိုယုံကြည်တဲ့လူတွေကဒီနတ်တွေတကယ်ရှိကြောင်းပြသဖို့အတွက်ထုံနှဲစင်နာရီနဲ့ဝေယပူကတ်ခံပြီးသူတို့ရဲ့အဆက်နဲ့အရေးပြားတွေကိုဒါတန်ချောင်းတဲ့ထီးများထုတ်ဖော်ပြသခြင်း မိခဲပေါ်မှာလမ်းလျှောက်ပြခြင်းချွန်ထက်တဲ့ဓာရီနဲ့ခြေကားတစ်ခုဆောက်လို့ပြီးအဲ့ဒီခြေကားပေါ်ကိုခြေပလာနဲ့နင်းကတက်ပြခြင်းတွေကိုပြုလုပ်လို့ရှိပါတယ်ဒီလိုလုပ်ရတာဟာကိုကျိုးစော်ကြီးကိုပြတ်တာကိုမကောင်းတဲ့နတ်ဆိုးတွေရဲ့ဝိညာဉ်ကိုစုပ်ယူဖို့နဲ့နတ်ဖျားတွေရဲ့အကာအကွယ်ကိုရရှိဖို့လို့ယူဆကြပါတယ် နံပါတ်2လမ်းလျှောက်စီတံလှည့်နေခြင်းဖူးခတ်မျိုးရဲ့လမ်းမတွေပေါ်မှာ အထူးရောက်ဝက်စားများကိုဝယ်ဆက်ပြီးလမ်းလျှောက်ဝတ်ပြုစုတောင်းခြင်းစီတံလှည့်လေခြင်းထားပေါင်းများစွာသောမီရှူမီပန်းတွေကိုပြစ်ပေါက်ပြီးမိုးချင်းတံတကယ်သို့အတံမျိုးတွေဖန်တီးခြင်းမီရှူမီပန်းတံပိုရေးကျယ်လေးလေးကောင်းခြင်းမင်္ဂလာပုံကိုရရှိလေလို့ရှင်းစီလာကြောင်းဖြစ်ပါတယ်နံပါတ်3တတလအစားတော့ဗျာတတလစားခြင်းနဲ့အတူဖူးခတ်မျိုးပေါ်ကလမ်းတွေမှာဆိုရင် တက်တက်လွတ်အစားတောက်များကိုရောင်းချတဲ့လမ်းပေးဆိုင်လူတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဒီအရာတွေကြောင့်ဒါမဲ့အော်တိုဘာ22ရက်နေ့ရက်လေးစတင်ကျင်းပပြုလုပ်မယ်။ဖူကက် Vegetarian Festival လေးကိုတွားရောက်ကြည့်ရှုလေ့လာဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။